စပါကိုတအားလုံးဖို့ကြံခဲ့ပေမဲ့ပြန်ချလို့ခံရလိုက်ပြီးဒီရာသီးခွက်ပြောက်သွားတဲ့ဂိမ်းမှုများဗိဒံများလုံးပဲမိန်လာများရွှေရုံအိုင်ဘက်ကိုရှိကိုအွန်လိုင်းအကြံကနေပြန်လဲကြိုလိုက်ပါရင်မျော်လင့်ချက်ဆိုတာအသုံးလုံးနဲ့တကယ်တမ်းဖြစ်မလာတဲ့အခါမှာဘုံဘုံလဲဆိုလို့ရင်မဲ့ကြီးနဲ့နှစ်ပြီးခန်းစားတက်တဲ့သူတွေသာနာကျင်ခန်းစားရစမယ်မဟုတ်လားအခုလောက်ဆိုရင်ဂိမ်းဖန်တွေလည်းမုံမပြောင်းပဲဂူအောင်လို့ကွန်ပျူတာကိုဘယ်နေရာထားရမှန်းမသိအောင်ကိုဖြစ်လိုက်နေတော့ပြီထင်ပါရင် ပွဲမစခင်တုန်းကတော့ငါတို့ကချန်ပီယံလောင်းနေဆိုပြီးယောပါလီဖလားကိုအပိုင်တွက်ခဲ့ကြတဲ့ဂိမ်းမှုတွေဟာအခုဆိုရင်တော့အများကြီးခွတ်မှာပက်လက်တွေမကပဲဇောက်ထိုးမွမြော်တွေပါမျောကုန်ပြီဖြစ်ပါရင်ရှုံးမဲမရှိစံချိန်နဲ့ချန်ပီယံဆုယူမယ်ဆိုရင်ကြေးကျော်လို့မေးစော်ခဲ့ကြတဲ့ဂိမ်းမှုတို့ဟာရှုံးမဲရှုံးတော့လဲဖိုင်နယ်မှာဖြစ်နေတာမို့ပိုလို့တောင်ခံရခံနေမှာဖြစ်ပါရင်ဒါအပြင်ဂိမ်းပိုင်တော့လာမယ့်ရာသီအေးအေးဝါတော့မှာဖြစ်ပြီးအခုလိုဂျာရီညတွေမှာတော့အားချောင်းလို့မရတော့ဘူးဖြစ်ပါရင်ကျများသည်နဲ့ဥရမပွဲတွေကံနေချင်းဂိမ်းမှုတို့ကတော့တပတ်တပွဲနှုတ်နဲ့အေးအေးဝါတော့ပါပါတိတ်ဆိတ်ငြိမ်သက်နေတဲ့မနေ့ခင်းနေမှာလည်းဖြစ်ဆိုင်မှာလူမကြဘူးဆိုရင်တိတ်လဲစိတ်ပူမနေပါနဲ့ မိတ်ဆွေကိမှုတို့တပတ်လောက်ကူအောင်နေတော့မှာဖြစ်ပါရင်ကျမကြီးတို့အတွက်ကတော့ဆောင်းနေကြဆူပလာကင်းဝေးမှုနဲ့ရက်တန့်နိုင်ကြတာဖြစ်ပါရင်ဒါပြင်ဆွေမင်းကလည်းကစားမပွားပထမဆုံးဆူပလာရခဲ့တဲ့အပြင် ဝေယဘပလာဘောတင်းကောင်းဆောင်အဖြစ်ဦးဆောင်ရောက်နိုင်ခဲ့တဲ့ပထမဆုံးတောင်ကိုရီးယားသားအဖြစ်မှာဆင်နေတင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီရာသီကသမိုင်းတခြားဖလားမရဘူးတဲ့အသင်းတွေဒါမှမဟုတ်ဖလားမရတာကြာပြီဖြစ်တဲ့ကလပ်အသင်းတွေကစားသမားတွေဖလားရတဲ့ရာသီမျိုးထိုးခြားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီဘက်မှာကက်စမဲလိုရဲ့ဥရောပဖိုင်နယ်မှာလုံးဝမရှုံးမှုနဲ့ဆင်နေတဲ့အိုနာနာရဲ့ဥရောပဖိုင်နယ်မှာကန်တိုင်းရှုံးနေတဲ့ဆင်ကျင်တို့လွန်ဆွဲခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့ချန်ပီယံလိ၅ကြိမ်ဆုရှင်ကြီးကက်စမဲလိုလည်းဆိုင်းဆရာလေးအိုနာနာကိုဆင်ကျင်ဆိုးကိုမကြော်ကြွားနိုင်ခဲ့ဘူးဖြစ်ပါတယ်။အိုနာနာအိုနာနာတရားနေတို့ကိုဒုက္ခပေးလိုက်တာများတသက်လုံးမေးမြအောင်ပဲလို့ဆိုရမှာဖြစ်ပြီး ဂိတ်ဖန်အနေနဲ့အိုနာနာဆိုတာနဲ့နာမည်ကြားအော့အန်ပါစီဆိုတာမျိုးဖြစ်နေပြီဖြစ်ပါတယ်ဂိမ်မိုရဲ့ကွင်းင်းချေဆွမ်းအရာလဲရှုံးတင်လို့ရှုံးတာဖြစ်ပြီးဖိုင်နယ်ကံဝါရင်ဆိုမှာချေဆွမ်းပွဲလောက်တောင်အဖြစ်မရှိဘူးဖြစ်ပါတယ်ပွဲထွက်လို့ဆင်းမှာဂိမ်မိုရဟာအမိုင်ချမ်းမဲ့ဝိုင်လန်ကိုအထောင်တင်ကစားလာခဲ့ပြီးတာဝန်တစ်ဖက်မှာတော့မောက်အာမက်တို့ဝင်းရံစီခဲ့တာပါကွင်းထဲမှာဒိုဂူဘရူနိုကက်စမဲလို့မာဇာရီလို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့ရှော့မက်ခွိုင်းယာယိုယိုကိုသမအိုနာနာတို့ကိုသုံးဆွဲလာခဲ့တာဖြစ်ပါတယ် ကျွန်မကြီးတို့ကလည်းဆိုလန်ကေရီချာလီဆန်ဂျွန်ဆင်ဘင်ဆူမာဘန်ဒက်ကအစားရှိတဲ့အဓိကကစားသမားများစွာကိုခင်းကျင်းလာခဲ့တာဖြစ်ပါရင်ဂိမ်းမတော်အပွဲအစမှာချဲထောင်တိုင်းစစ်စင်ကိုကြိုးစားခဲ့ပေမယ့်ဆွဲမရပဲကျွန်မတို့ကတက်ချတာကိုတစ်ချက်တစ်ချက်ပြန်ခံနေရတာဖြစ်ပါရင်ကစားကွက်ကိုကခွက်ပြောင်းမဲ့ကစားကွက်ဖြစ်နေပြီးဒီချင်းနဲ့များဂိမ်းဖန်တွေချန်နယ်လေးကန်ကျင်သေးတာကအော်ဘိုတော့ကောင်းပါသေးတယ်အကြိမ်ရောင်ရမ်းပြီးချန်နယ်လေးဝင်ဝင်ရသွားရင်လည်းအိမ်ဖြစ်တလာတာဖြစ်မှာမို့ဒီအသင်းမွေးနာနဲ့ကောင်းတယ်လို့ပဲဆေးရမှာဖြစ်ပါရင်ဒီလိုနဲ့ ဟုတ်လို့လည်းဟုတ်လို့လည်းရှိခဲ့တဲ့ဂိမ်းမှုတော့ဒီပြင်းနဲ့စာတိပြလာခဲ့ပြီးသူလဲတွေစလုပ်လာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ Brian Pickan နေ၄၀မိနစ်မှာချက်ပါကြီးတို့ကိုရသွားခဲ့ပြီးထုံးစံတိုင်းဂိမ်းမှုနောက်တန်းနေတဲ့ Orlando ရဲ့ပွဲရောက်မှုကနေ Johnson ကအသွင်းယူသွားခဲ့တော့တာဖြစ်ပါတယ်ဂိမ်းမှုတော့ဒုတိယပိုင်းမှာပြန်လာမယ်ထင်ခဲ့ရပေမဲ့ချိန်ဆကမသိရင်ကိုကပဲ3-4ကိုပြက်ပြီးဥဆောင်ထားတယ်လို့ထင်ရအောင်စုပ်ပြတ်တက်နေတာဖြစ်ပါတယ်ကိုရနိုင်တဲ့ခွေးတွေရခဲ့ပေမဲ့ Picario က Orlando နဲ့ဘာမှမဆိုင်အောင်ကိုလက်စွမ်းပြနေခဲ့တာပါမောင်းနေဝိုင်လန်တို့ခွေးကိုစီရရှိခဲ့ကြပေမဲ့အသုံးမချနိုင်ခဲ့တာကနင်းနာစရာဖြစ်ခဲ့ပေပါတယ် ဒီလိုနဲ့စားလာလာကလေးကတရေမမန်နဲ့ဂိမ်းမှုတော်ဟာခွဲပဲပြောက်သွားခဲ့ပြီးဂိမ်းဖန်တွေလည်းတပတ်စာလောက်ပတ်ကင်းတဲ့ဂူအောင်ရတော့မှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကားလောက်ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ